စနေသားသမီးမိတ်ဆွေတွေ2024ဒီဇင်ဘာလဆန်းလာပိုင်းအတွင်းမှာဆိုလို့ရှိရင်ဆရာမိတ်ဆွေစနေသားသမီးများဘာကိုလှုပ်လို့အောင်မြင်ခြင်းတိုးတက်ခြင်းနဲ့ကိုကတထွာလောက်လှုပ်ရင်တထောင်လောက်အောင်မြင်နေတာမျိုးတွေရရှိတတ်တော့လာဖြစ်ပါတယ်။ဒါအပြင်စနေသားသမီးမိတ်ဆွေများ ကျမ်းမာရေးနဲ့ပတ်သက်လာရင် အထူးသဖြင့်အစာရင်နဲ့ပတ်သက်တာမျိုးလေးတွေစီးနဲ့ပတ်သက်တာမျိုးလေးတွေကယူဆိုင်စင်နေပေးပါအသက်ကြီးသူများအဖို့ကတော့ဒူးစင်းနဲ့ပတ်သက်တာမျိုးခါနဲ့ပတ်သက်တာမျိုးအစင်းမြင့်နဲ့ပတ်သက်လို့ဟိုခန္ဓာကိုယ်အောက်ပိုင်းနဲ့ပတ်သက်လို့နာကျင်ကြိုက်ခဲတာမျိုးလေးတွေအခြေခံရှိသောမိတ်ဆွေများတတိထားစင်နေပေးဖို့လိုအပ်တော်လာဖြစ်ပါတယ် လုပ်ငန်းကိန်းကန်နဲ့ပတ်သက်ရင်ရှေ့တို့ဆောင်ရလှုပ်ဆောင်မှာလုပ်ငန်းရာထူးတိုးနဲ့ပတ်သက်ပြီးရာထူးတိုးနိုင်ပါတယ်ရာထူးတိုးတိုးနိုင်အောင်လည်းပြောဆိုလို့ရတယ်နေရာထိုင်ခြင်းအလုပ်နေရာနဲ့ပတ်သက်လို့ပြောင်းလဲလှုပ်ဆောင်လို့လည်းမိတ်ဆွေများလည်းရဲရဲကြီးရှေ့တို့လှုပ်ဆောင်မှာအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ဒါအပြင်လုပ်ငန်းကိစ္စအလုပ်ကိစ္စအလုပ်ချနေသူတွေအလုပ်တွေရရှိစေနိုင်သောလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့ငကောကမိသားစုရဲကိစ္စအိမ်တွင်းရဲကိစ္စတွေမှာမိမိပေါ်နားလည်မှုလွဲနေတဲ့ဒါဆိုရင်တော့နားလည်မှုတွေအားသာကောင်းမှုပြီးတော့ပြန်လဲတဲမှန်အောင်ကြိုးစားနိုင်သောကာလဖြစ်ပါတယ်ခင်ဗျာအမွေကိ ိစ္စအမှုကိစ္စယုံကလနာကိစ္စဖြစ်နေသူတွေကိုကိုတိုင်ဥစည်းဥဆောင်ပြီးတော့အကူအညီလိုက်လံတောင်းတာမျိုးဖြည့်ရှင်းဆောင်ရွက်လိုက်ရင်အောင်မြင်ခြင်းတုတ်တက်ခြင်းတွေကိုဒေကြတဲ့ဂျိမ့်တည်မလွဲအေကံဒိဋ္ဌာကိုရရှိမယ်လားဖြစ်ကြောင်းကိုတော့ဆရာကရဲရဲကြီးပြောလိုပါတယ်ငွေကြီးငွေကြီးနဲ့ပတ်သက်ရင်တော့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောက်မိသားစုကိစ္စလေးတွေကြောက် ငွေကုန်ကြေးကြလေးတွေများရတတ်တယ်အထူးသဖြင့်ခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြများရတာမျိုးရင်ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြများရတာမျိုးဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်အလူအတန်းကိစ္စလေးတွေကြောင့်ခရီးသွားကိစ္စလေးတွေကြောင့်ရင်ဝယ်တာမျိုးတွေကြောင့်ဖုံးဝယ်တာမျိုးလေးတွေကြောင့်တော့ငွေကြေးကုန်ကြများရတတ်တယ်သို့တော်ဆူဆူဝါးဝါးတော့မရှိဘူးတခုပဲခရီးဆက်ရမယ်စေတနာတွေဝေဒနာဖြစ်ရတတ်တယ်ဒါကြောင့်သူများကိုစေတနာပို့ထားတဲ့ကိစ္စတွေမှာကိုကရိုးရိုးလေးပြောလိုက်ပေမဲ့စေတနာတွေဝေဒနာဖြစ်ပြီးတော့နားလည်မှုလွဲတာမျိုးတွေကြုံရတတ်တယ်ဒါအပြင် စနေသားသမီးတွေဟာဒီလတာအတော်တွေမှာဆိုရင်ဆက်တူလုပ်ငန်းတွေအားနေပါတယ်ယင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုကိုယ်တိုင်မောင်းနေတဲ့အခါဂယူဆိုင်ပါအမျိုးသမီးများအသွေးအသားနဲ့ပတ်သက်တော့ကျန်းမာရေးတွေအတတ်နိုင်ဆုံးဂယူဆိုင်ဆင်ကျင်ပေးဖို့လိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေစနေသားသမီးများဒီလတာအတော်အတွင်းမှာဆိုလို့ရှိရင်တော့အထူးသဖြင့်အယောင်အကျိုးပေးသောလုပ်ငန်းလေးတွေကိုဆရာဖော်ပြပေးပါရစေဒီလတာအတော်အတွင်းမှာစနေသားသမီးတွေဟာ အထည်အလေးလုပ်ငန်းတွေ TT ဖနက် online social media နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအလောင်းကစားအပြော်အပါနဲ့ပတ်သက်တာတွေဘာသာရေးဆိုင်ရာကိစ္စတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်ပကြီးပခုဗေဒင်ပေထအဆရှိသောလုပ်ငန်းတွေတရုတ်ဆောင်အစုအခအရေးအတိတုခုမှအမှုပညာဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရွက် လုတ်ဆောင်မှာမှန်ပါတယ်ဆရာတဲ့စင်မျိုးတွေအလှ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 လိုက်ပါပြီတာတုတာတုတာလို့เนาะဒါအပြင်မိတ်ဆွေတို့အနေနဲ့ငကိုကမိသားစုရဲ့ကိစ္စအိမ်သွင်းရဲ့ကိစ္စလေးတွေရှေ့တို့ဆောင်ရပါအိမ်သွင်းမှုလုပ်ငန်းတွေကိုပိုင်လုပ်ငန်းတွေအကျိုးပေးအားသာကောင်းမွန်တိုးတက်နိုင်ပါတယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်လို့ရှေ့တို့ဆောင်ရလုတ်ဆောင်မှာ passport လုပ်ငန်းတွေ visa လုပ်ငန်းတွေအကျိုးပေးပါတယ် OA ရှမ်းပြည်အာမခံလုပ်ငန်းတွေရှေ့တို့ဆောင်ရလုတ်ဆောင်လို့ကောင်းပါတယ်အဖွဲ့အစည်းအတင်းအဖွဲ့နဲ့ပတ်သက်တာမျိုးမိမိအနေနဲ့အများနဲ့ပတ်သက်တာမျိုးလေးတွေမှာရှေ့တို့ဆောင်ရအောင်မြင်အောင်တိုးတက်အောင်ဆောင်ရွက်နိုင်တော့လာဖြစ်ပြီးတော့ ကိုကစန္ဒရှိနေရင်ဒီစနေသားသမီးတွေကဒီလာတာအတွက်တင်မှာဆိုရင်လိုချင်ရင်လိုချင်တလောက်ရောက်ရှိလာမယ်ကံကိုရရှိလာမှာအတိအကျပဲဖြစ်တယ်ထို့အတူပဲမိဆွေတို့ဒီလာတာအတွက်တင်မှာဆိုရင်မိဆွေတို့ရဲ့ပညာရေးနဲ့ပတ်သက်ရင်လည်းဘာမှစိုးရိမ်စရာဘာမှမရှိဘူးရမ်းမှန်ပါလေလက်ရှိဖြစ်ပေါ်နေတဲ့တထားတွေပဲကျေးဇူးတင်ပါတယ်ခင်ဗျာနော်ဟိုဒါအပြင်မိဆွေတို့အနေနဲ့ပညာရေးနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာမရှိဘူးအေးဆေးတယ်တည်ငြိမ်မှုလုံခြုံမှုရရှိတယ် အများနဲ့အဖွဲ့အစည်းအတင်းအဖွဲ့နဲ့ပတ်သက်လာရင်မိမိကိုအားကိုးကျင့်စိတ်တွေပေးတာမျိုးမိမိကိုနေရာပေးတာမျိုးအဲယာရုလုပ်ငန်းနဲ့ပတ်သက်ယာရုတိုးပေးဖို့အတွက်ကိုမိမိကိုအစမ်းခန့်တာမျိုးအစရှိတာမျိုးလေးတွေကြုံရတတ်တယ်။ငကူကဝေးကွာနေတော့အိမ်တော်ကြီးမှဆိုရင်လည်းငကူကတဦးနဲ့တဦးတယောက်နဲ့တယောက်ဝေးကွာနေသူတွေပျောက်သောသူတွေပြန်လဲရှာတွေ့မဲ့ကာလဖြစ်ပါတယ်။ထို့အပြင်ဆွေမျိုးသားချင်းတွေထဲမှာနိုင်ရည်တည်င်းလေးတွေ ခြေလိုက်အင်ကထိခိုက်ချနာတဲ့တည်င်းလေးတွေအမင်္ဂလာဖြစ်စီသောတည်င်းတွေဆွေမျိုးသားချင်းတဲမှာကြားရတတ်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တွင်မှာဆိုရင်နှုတ်နဲ့ပတ်သက်လို့အပြောစုံနဲ့ပတ်သက်ရင်စိတ်ထဲမှာဘာကိုပြောပြောစဉ်းစားတွေးခေါ်ဆုံးဖြတ်ပြီးမှပြောပါဟိုဆက်ကနေပြောတတ်တာမျိုးလေးတွေနှုတ်စည်းမဆောင်တာမျိုးလေးတွေကြောင့်လူတချို့ကိစ္စငွေကြေးဆိုင်ရာကိစ္စလေးတွေမှာလက်လွန်မိတာမျိုးစကားလွန်တာမျိုးလေးတွေကြောင့်မလိုလားအပ်တော့ကုန်ကြမှုလေးတွေမလိုအားအပ်တော့ရှိမှုလေးတွေကြောင့်အတက်တယ်ထို့အပြင် ပတ်စံငွေကြေးနဲ့ပတ်သက်ရင်တိုးတိုးတိတ်တိတ်ထားပါစုတာပါလူမမြင်ပါစေနဲ့လူမြင်အောင်ထုတ်ပြထုတ်ကြွားကမှရှင်းကားတဲ့သူအလိုလိုပေါ်လာတတ်တဲ့အတွက်ကိစ္စတစ်ခုကိုလုပ်တဲ့အခါမှာတိုးတိုးတိတ်တိတ်နဲ့ငွေကြေးနဲ့ပတ်သက်ရင်ဟိုစုဆောင်အပ်ထားဖို့တရားကိုတင်ထားဖို့လိုအပ်ပါတယ်လူမြင်ကမှအရှိတဲ့သူပေါ်လာတာမျိုးငားတဲ့သူပေါ်လာတာမျိုးလေးတွေတဦးတယောက်ကိုမိမိရဲ့အတွင်းရေးကိစ္စတွေမှာဖွင့်မပြောတင်ပါဘူးဖွင့်ပြောလိုက်တာမှာ အဲဟိုစနလိုပေါ့ဟိုအကြောင်းအရာမလူလားအတာမျိုးတွေဂျုံကတက်တဲ့အတွက်စနီသားသမီးမိတ်ဆွေတွေကဒီလာတာအတွင်းမှာဘာကိုဖြစ်ဖြစ်ဒိုးဒိုးတိတ်တိတ်လှုပ်လှုပ်ဝဝလှုပ်ဆောင်တင်တော့လာဖြစ်ပြီးမိမိဖြစ်လို့တော့ကိစ္စဖြစ်ရှင်တော့ကိစ္စတွေကိုနှုတ်ကနေဖွင့်ပြောတာမျိုးတွေထက်နှုတ်ကနေဖွင့်မပြောဘဲလှုပ်ဆောင်တာဟာအာသာကောင်းမှန်ပါလိမ့်မယ်ဒါအပြင်အားငယ်စိတ်တိမ်ငယ်စိတ်တွေကိုညှိပြတာမျိုးချိပြတာမျိုး ဟိုပြောပြခါမှာကိုယ့်ကိုသူများကမလို့မုန်းထားအားနှဲ့ချက်လေးတွေဖြစ်တတ်တဲ့အတွက်တော့တတိထားစင်ကျင်ပြီးလိုအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်စနေသားသမီးမိတ်ဆွေတွေဟာ အယောင်းဝင်တဲ့ပတ်သက်တာတွေရှိလို့ဆောင်ရွက်လို့ဆောင်မှာကိုပိုင်လုပ်ငန်းလုပ်မယ်ဆိုရင်ကိုတဦးတည်းတယောက်တည်းဦးစီးဦးဆောင် လုပ်နိုင်တဲ့အလုပ်မျိုးတွေဆိုရင်ရှိလို့ဆောင်ရွက်လုပ်ဆောင်ရင်းအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာဒါအပြင်မိတ်ဆွေဟောင်းနေနဲ့ပြန်လည်တွေ့ရှိရတာမျိုးမိတ်ဆွေဟောင်းနေရဲ့အကူအညီကိုရရှိတာမျိုးတွေကြုံရတတ်ပါတယ်ခင်ဗျာဆရာဟောင်းသမားဟောင်းနေရဲ့အကူအညီကိုရရှိတတ်တယ်လို့ဆရာသမားအကြီးအကဲတွေရဲ့နော်ဟိုဂုံပြူခြင်းအတိမတ်ပြူခြင်းနဲ့ကြော်စောခြင်းကိုကြုံရတတ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီကာလအတော်အတွင်းမှာအကျိုးပေးစီတော့အယောင်နေနဲ့ဆိုရင်တော့မိတ်ဆွေများ မြ။အပန်းရောင် အပြာရောင်အဝါရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတူးတက်စေပါတဲ့။ဖုံးဆက်ပစ္စည်းအစ်စ်ဝင်တတ်ပါတယ်။ဒါအပြင်ဖုံးဆက်ပစ္စည်းနဲ့ပတ်သက်ရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ်။ ထို့အပြင်မိတ်ဆွေတို့အနေနဲ့ငကုတ်ကမိသားစုအိမ်တွင်းရေးကိစ္စလေးတွေမှာနားလည်မှုလွဲနေတာမျိုးလေးတွေအမွေကိစ္စအမှုကိစ္စမပြီးမပြတ်ဖြစ်နေတဲ့ကိစ္စလေးတွေမှာကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ပါအဆင်ပြေပါလိမ့်မယ်။အိမ်တော်ရေးနဲ့ပတ်သက်လာရင်တော့ဝေးကွာနေသူတွေအဖို့ပြန်လဲစုံစည်းရတာမျိုးအိမ်တော်ဘက်နဲ့ပတ်သက်ပြီးငကုတ်ကပြောလို့ဆိုလို့မရရင်တော့အိမ်တော်ဘက်ရဲ့အကူအညီမှုများစိတ်ချမ်းသာမှုများအိမ်တော်ရေးဒုက္ခကိုရရှိစေမယ့်လဖြစ်ပါတယ်ခင်ဗျာ။လူငယ်တွေအရှိရေးမှာတော့မိမိချစ်သောမြန်လို့သောသူကို ဖွင့်ပြောကမှာအဲ့ဒီအရှိကိုဟာတိုက်ခံရတာမျိုးသူတို့ဘာကနော်ဟိုအရှိရင်းနဲ့ပတ်သက်လာရင်ကိုကိုက တကယ်ပြောကမှာကိုကိုမယုံသင်္ကာဖြစ်တာမျိုးလေးတွေကြောင့်ရှည်ကြီးနဲ့ပတ်တိုင်ရင်တော့နည်းနည်းလေးအဲတူတူတိတ်တိတ်လေးနေလိုက်တာကောင်းပါတယ်ခင်ဗျာနော်သမီးစားများအနေနဲ့ကတော့တယောက်နဲ့တယောက်တူဦးနဲ့တူဦးနှုတ်နဲ့ပတ်သက်ပြီးတော့အနိုင်ယူခြင်းစိတ်လေးတွေကြောင့်ဟိုအနိုင်လိုစိတ်လေးတွေကြောင့်တော့အပြောအဆိုမတက်တာလေးတွေကြောင့်တော့အထင်ငော်လေးတွေဖြစ်နိုင်တော့ညာလေပြက်ဆဲရက်ဆဲလောက်တဲ့အထီတော့ဘာမှမရှိပါဘူးသို့တော်သမီးစားနဲ့ပတ်သက်လိုက်တူဦးနဲ့တူတယောက်နဲ့တယောက်တယောက်ကဒါကိုဆိုလိုပေမဲ့တယောက်ကဟိုကဟိုဆိုလိုနေတာမျိုးလေးတွေတော့အပြိုင်ဖြစ်ရတတ်တဲ့အတွက်နှုတ်နဲ့ပတ်သက်ရင်တယောက်ကဒေါသထွက်ရင်တယောက်က short းလိုက်တာတယောက်ကတင်းရင်တယောက်ကရှော့ပေးလိုက်တာကောင်းပါတယ်အဆက်အသွယ်ပြတ်တာမျိုးစိတ်ဆိုးစိတ်ကောက်တာမျိုးလေးတွေလည်းကြုံရတတ်တယ်စနေသားသမီးတွေလူငယ်တွေရဲ့အရှိရာတော့ဒီကာလဟာလေးတိုက်တိုင်းယူနေတဲ့ကဲသူဖြစ်နေတတ်ပါတယ်ငကောကအဆက်အသွယ်ပြတ်နေသူတွေပျောက်သောသူတွေချာလင်တွေးနိုင်ပါတယ် ထို့အတူပဲမိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အရှိရေးကြားထဲမှာဆိုလို့ရှိရင်အပေါင်းအသင်းမိတ်ဆွေတွေရဲ့အကူအညီနဲ့အကူအညီကြောင့်အပြန်လဲဆက်သွယ်ရရှိတာမျိုးလေးတွေကြုံရတတ်တော်လာဖြစ်ပါတယ်အရှိရေးနဲ့ပတ်သက်လို့ငွေကုန်ကြေးကြအများရတတ်တော်လာလည်းဖြစ်တာအသေးစားပဲဖြစ်တယ်ဒီလက်တာတို့တွင်မှာအနောက်ဆူဆူရက်ကိုခရီးသွားတာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးအားသာကောင်းမွန်စေတယ်လို့စန်းတီယာအရက်ကတော့အရှိမြောက်တောင်အရက်ဖြစ်ပါတယ်အချိုးပေးကံကောင်းစေတော့နေသားအနေနဲ့ဆိုရင်တော့ ဂျာဇာဂရီသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးဗုဒ္ဓဖူးသားသမီးတွေနဲ့ပေါင်းဆက်လောက်တာမျိုးတွေအကြံဉာဏ်ရယူလောက်တာမျိုးတွေထိုရက်တွေဂျာဇာဂရီရက်နဲ့ဗုဒ္ဓဖူးရက်တွေမှာအရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့အကျိုးပေးသောဟုတ်လားကဏ္ဍနံပါတ်အနေနဲ့ဆိုရင်တော့၃ညကဏ္ဍတစ်ကဏ္ဍ၅ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အဆင်ပြေကံကောင်းစေမှာအသေးကြပဲဖြစ်တယ်။မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာအတော့ဒီလတာအတော့ဒီမှာနောက်ဆုံးပဲအဲ့နဲ့လအတော့တွင်မှာဆိုရင်အထူးသဖြင့် မိတ်ဆွေတို့အနေနဲ့20ရက်တတိထားရမယ့်ရက်ကလေးတွေပေါ့နော်အရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာ20ရက်22ရက်23ရက်26ရက်ပြန်ပြောပြပါမယ်20ရက်22ရက်23ရက်26ရက်နေ့တွေမှာအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုတဲ့အခါတတိထားစင်ကျင်ပြောဆိုလှုပ်ဆောင်ရင်ရပါပြီကျန်တာဘာမှမဖြစ်ပါဘူးခရီးသွားတဲ့အခါ အချစ်တောင်တောင်ရက်ဒီခရီးထွက်တာမျိုးတွေဟာကျမ်းမာရေးအညာခိုက်ကိုပေါ်စီတက်တဲ့အတွက်တော့အရေးကြီးတဲ့ကိစ္စတွေကိုသတိထားပြုမှုဆောင်ရွက်လုပ်ဆောင်မှာဘာကိုဖြစ်ဖြစ်မိမိအနေနဲ့ဆွေမျိုးသားချင်းကိစ္စညီကိုမောင်နှမကိစ္စတွေမှာဖြစ်စီဒေါသနဲ့ဖြစ်ရှင်းတာမျိုးလေးတွေစေတနာပို့ပြီးတော့ဟိုအာမခံပြီးတာမျိုးလေးတွေမလုပ်ပါနဲ့ငွေမရှိပါနဲ့ငွေရှိကမှမလိုလားအပ်တော့ပြဿနာလေးတွေနဲ့ပတ်သက်ပြီးတော့စိတ်ပန်းလူပန်းစိတ်ချုပ်လို့ချုပ်ဖြစ်ရတတ်ပါတယ်လက်လွန်ထားတဲ့ငွေကြီးတွေကိုတောင်းဆိုတဲ့အခါပฏิပခတုံးနဲ့တူတယောက်နဲ့တယောက်ရံဖြစ်စကားများရတာမျိုးလေးတွေကြုံမှတက်တဲ့အကြောင်းမလို့စနေသားသမီးမိတ်ဆွေ င်များအပေါ်လက်လွန်ထားတဲ့ငွေကြေးတွေကိုပြန်လဲတောင်းဆိုတဲ့အခါမှာကိုကိုယ်တိုင်တောင်းတာထက်အဲအဲ့မိမိရမယ့်သူရဲ့အသူရဲ့အကြီးအကဲသို့မဟုတ်မိမိအကျွေးရမယ့်သူထက်အသက်ကြီးသူနားမှာပြောဆိုပြီးတော့တောင်းပါအထူးသဖြင့်ရရှိတင်းလာသားသမီးတွေကိုတောင်းခိုင်းတာမျိုးအဲ့ဒီလိုနေမျိုးတွေမှာတောင်းခိုင်းတာမျိုးတွေဟာရရှိစေနိုင်သောလာဖြစ်ပါတယ်ထို့ပြင်အဋိဋ္ဌံဝင်ကျင်တဲ့စနေသားသမီးမိတ်ဆွေများဒီလတာအတော်တွေမှာဆိုရင်လုပ်ငန်းကိစ္စလည်းအဆင်ပြေအောင်အလုပ်ကိစ္စလည်းအဆင်ပြေအောင်တံပါတံပုတ်တော့ တမ္မာတံဗုဒ္ဓပတိကိုတနေ့ကို12ပတ်လုံးနဲ့12ရက်တိတိအဋ္ဌံဝင်ပြီပါခင်ဗျာ12ပတ်နဲ့12ရက်နော်ဆန်းနပတ်ဆရာမယ်တရက်ကို၁၂ရက်အတိတ်ထောင်ဝင်ပေးရမယ်။ဒါဆိုရင်လုပ်ငန်းပြောင်းမဲ့ကိစ္စအထက်လူကြီးအမြင်မကြည်တဲ့ကိစ္စဟိုမိတ်ဆွေရဲ့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လို့ထင်ငွက်နေတဲ့ကိစ္စအိမ်တော်ရင်းအရာရာကိုအဆင်ပြေအောင်အများကြီးစုမတောင်းမှနဲ့တကူပဲတောင်းမှ။တန်မာတန်ဘုတ်တော်ပတိကို၁၂ရက်တိတိဒီနေ့ကို၁၂ပတ်လုံးလုပ်နိုင်ပါမလား။ စိတ်ပြေဖို့လိုအပ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့ဒီလာတာအတော်တွေမှာမိတ်ဆွေတို့ရဲ့နော်အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စလေးတွေကိုလှုပ်ဆွဆောင်တဲ့အခါအောင်မြင်တိုးတက်စေရန်အတွက်ဆိုရင်တော့ညာဘက်လက်ဘဝမှာ ဖြစ်စီနော်ညာဘက်လက်ဘဝမှာဖြစ်စီအိမ်ရဲ့အဝင်ပေါက်လေးမှာဖြစ်စီအမွှေးနှံ့တာလေးစွဖြန်းပြီးတော့နော်ဟိုလာလှုပ်ဆောင်သွားရင်အောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိပြီးအဆင်ပြေပါလိမ့်မယ်။တတိယဆင်နေရမယ့်အကြောင်းအနေနဲ့ဆိုရင်တော့ အစိမ်းရောင်ကလေးတွေကိုချော့ပြပါအစိမ်းရောင်တို့အညိုရောင်တို့ဟာမိဆွေတို့ရဲ့ကံကိုအားနည်းစေသောလဖြစ်ပါတယ်ဒီလက်ရာတော်တွင်မှာဆိုရင်အဆက်ဆက်ရရအောင်မြင်ခြင်းတိုးတက်ခြင်းကံရရဲ့အထောက်အကူကိုရရှိစေဖို့အတွက်ဆိုရင်တော့ဆွေမျိုးသားချင်းများအိမ်မလာရလို့ဆိုင်းပုတ်တာတတ်ထားလိုက်ပါခင်ဗျကျေးဇူးတင်ပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီအဖတ်တာတော်တွင်မှာအဆက်ဆက်အရရမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ပုံတွေအယောင်းတွအယောင်းထွက်စီဖို့အတွက်ဆိုရင်နှင်းစီပန်းအဖြူရောင်လေးတစ်ပွင့်နဲ့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းထွက်အောင်ရိုက်ပုတ်ထိတွေ့ ရောက်ပါခင်ဗျာနှင်းစီ6ရင်ပိုတောင်းကောင်းတည်တယ်အပြူရောင်လေးကိုအလျှောက်လေးရှိရင်အဲ့ဒါလေးနဲ့ရိုက်ပုတ်ထိတွေ့ရောင်ရင်မိတ်ဆွေတွေရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်ကောင်းပြီးအယောင်းသွက်အယောင်းထပ်သွားပါလိမ့်မယ်ခင်ဗျာအစိမ့်နဲ့အညိုရောင်ပါခင်ဗျာနော်အစိမ့်နဲ့အညိုရောင်ကောင်းပြီဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွေမှာအဆဆရရအဆင်ပြေအောင်မြင်တိုးတက်စေရန်အတွက်အင်္ဂါနံအယောင်လေးကိုရှောင်ခိုင်းတာဟုတ်ပြီလားနော်အလွယ်လေးကောက်လိုက်ဆက်ဆက်စံစံညက် နော်အဲ့တော့ဟုတ်အဆက်ဆက်ရရအစင်ပြအောင်မြင်စီရတော့မိတ်ဆွေတို့ဒီအဖတ်တာတော်တယ်မှာကြောက်တို့စိမ့်တို့အဝင်မကောင်းမှုဆနဆရာဟောခဲ့တဲ့စက်တူလုပ်ငန်းတွေအကျိုးမပေးဘူးအဲ့ဒါလေးဆရာပြောခဲ့တယ်သူများကမကောင်းတဲ့အတတ်ပညာနဲ့အစာပင်းတွေစုံတိုက်တွေပီယာပင်းတွေဒီလိုမျိုးလေးတွေအပင်းလေးတွေစုံတိုက်လေးတွေမှာတော့ကိုယူဆရမယ်လို့ဆိုလိုခြင်းဖြစ်တယ်ဆက်ဆက်ရရအစင်ပြစီပြီးငွေကြီးကအားကောင်းစီရအတွက်ပြုလုပ်ရမယ်ရေရရာအနေနဲ့ဆိုရင်တော့တောက်ရီခွက်ထဲမှာကြံငါးချောင်းကိုထည့်ပါဒါပြီးတော့အောက်မှာ9000တန်လေးတရွက်ကိုထားပါ အမွေးနှံ့တာဆွပြန်းပြီးစူတောင်းခြင်းဖြင့်ငွေကြီးအထူးဝင်ပါရခင်ဗျာ